ိန်ကြတဲ့စီပင်ဝန်ထမ်းတွေအပေါ်မှာအခုလိုလုံရက်လုတ်ခဲလို့လူပြောများနေတဲ့ဘိုင်တကွန်ဒီနေ့မှာတော့နိုင်ငံကျော်မင်းသားကျော်ဘိုင်တကွန်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာအရန်ကိုလူပြောများနေတဲ့သတင်းတစ်ခုကိုဝေမျှပေးခြင်းပါတယ်ဒီအပိုင်းမှာတော့ဘိုင်တကွန်ဟာသူ့ရဲ့ဇာတိမြေဖြစ်တဲ့တောင်ပတ်စောကော့တောင်မြို့ဘက်ကိုရောက်ရှိနေပါတယ်အလေပတ်သက်သက်မဟုတ်ပဲသူ့ရဲ့ကိုယ်ပိုင်ထုတ်လို့ရေးကနေရိုက်ကူးမရုပ်ရှင်စကားကြီးအတွက်တွားရောက်ပြီးတော့ရိုက်ကူးနေရဖြစ်ပါတယ်နိုင်ငံကျော်မင်းသားတယောက်ရောက်လာတယ်ဆိုတော့ကော့တောင်တမြို့လုံးကပြည်သက်တွေကလည်းတောင်းတောင်းဖြတ် ပြကြိုးဆိုကြတာပါဒီလိုမျိုးလူအုပ်ကြီးကြားထဲမှာအလုံးရဲ့စိတ်ကိုလှုပ်ခတ်သွားစေရဖြစ်ရလေးတခုပေါ်ပေါက်ခဲ့ပါတယ် ရက်ကွင်းကိုလာကြည့်ကြတဲ့ပရိသတ်တွေထဲမှာမြို့ရဲ့တန်ရှင်းတရားလာပါရည်အတွက်နေ့စဉ်မယုံမရှာအမိုက်တိုင်းစီပေးနေကြတဲ့စီပင်ဝင်တန်းညီမနှစ်ယောက်လည်းပါဝင်ပါတယ်။သူတို့ဟာအလုတောင်ဝင်ကွင်းလေးကနေပြီးတော့လာခဲ့ကြတာဖြစ်လို့တန်ရှင်းတရက်တဲ့အဝိအစားတွေဝတ်ထားနိုင်ခြင်းမရှိပါဘူး။အမိုက်တိုင်းနဲ့အလုတဘာဝအရာအနှံ့အသက်မကောင်းတာတွေပေးရနေရတွေကလည်းရှိနေနိုင်ပါတယ်။တာမန်လူတွေတောင်မှဒီလိုအနေထားမျိုးဆိုရင်နည်းနည်းတော့နှာခေါင်းရှုံ့မိကြခက်ခွက်ခွာနေကြတာတဘာဝပါ။ဒါပေမဲ့ စီမင်းဝန်ထမ်းလေးတွေကသူတို့အားကြရတဲ့မင်းသားပိုင်းတကုံကိုမြင်တော့အနာကပ်ပြီးတော့ဓာတ်ပုံရိုက်ဖို့ခွင့်တောင်းခဲ့ကြပါတယ် ဒီနေရာမှာစဉ်းစားကြည့်ရင်ဝန်ထမ်းကြီးမှနှစ်ယောက်နေနဲ့ကိုယ့်ရဲ့ခြင်တွေကိုတည်လို့မင်းသားနာကိုကပ်ဖို့တော်တော်လေးအားနာပြီးတော့တွန့်ဆုတ်နေခဲ့ကြမှာသိကြပါရယ်တချို့သောအနုပညာရှင်တွေဆိုရင် လုံခြုံရေးအကြောင်းပြပြီးရှောင်ဖယ်သွားတတ်ကြပေမဲ့ပန်တကုံကတော့သူတို့ရဲ့အားငယ်စေကိုနားလဲစွာနဲ့ချက်ချင်းပဲလက်ခံခဲ့တာတွေ့ရပါရယ်ဒီအချိန်မှာပန်တကုံရဲ့တုံ့ပြန်မှုကပရိသတ်တွေကိုအင်အားသိမ့်စေခဲ့ပါရယ်သူကရွှေဘုံပေါ်မှာဆံမြန်းနေတဲ့ထိတ်တန်းမင်းတောင်တထေသမီးမလင်းမြောက်ကိုရခင်ပုံးဆိုပြီးအဝင်မြင်ချင်းလုံးဝလုံးဝမရှိခဲ့ပါဘူး ဝန်ထမ်းတွေရဲ့အနံ့အသက်အဝိအစားတွေကိုလည်းဂရုမစိုက်ပဲတခြားပြည်သက်တွေနဲ့တန်းတူသဘောထားပြီးတော့ပြုံပြုံရွှင်ရွှင်နဲ့လက်ခံခဲ့ပါတယ်။ဒါတည်းမကပါဘူး။ဓပုံရိုက်တဲ့ခါမှလည်းဟန်ဆောင်အပြုံမျိုးမဟုတ်ဘဲနဲ့တငယ်ချင်းတွေလိုပကုံးဖတ်ပြီးတော့တရင်တနည်းနဲ့ရှိုက်ကူးပေးခဲ့ရကိုတွေ့မြင်ရပါတယ်။ဒီဓပုံလေးမှာဘိုင်းငွေရဲ့မျက်နှာထားကိုကြည့်လိုက်ရင်ဟန်ဆောင်မှုကင်းပြီးတော့တကယ့်ကိုစိတ်ပါလက်ပါနှွေးထွေးစွာနဲ့ဆက်ဆံနေရကိုအတိုင်းသာမြင်တွေ့ရပါတယ်။ဒါဟာလူတယောက်ရဲ့တန်ဖိုးကဝိစားစင်ရမှုအပေါ်မှာမူတီ တာမဟုတ်ပဲလူသားချင်းစာနာလေးစားမှုအပေါ်မှာသာမူတည်နေဆိုတာသူကလက်တွေ့သက်သေပြလိုက်တယ်လို့ပါပဲမျိုးပြတန်ရှင်အတွက်အပင်ပန်းခံလောက်ကန်နေကြတဲ့ဒီဝန်တန်းတွေပေါ်မှာဂုံပြူရာရောက်စီပါတယ် ီလိုရက်လေးကသိငဲ့တယ်လို့ထင်ရပေမဲ့လူတယောက်ရဲ့ဆင်းရဲအမှန်ကိုဖော်ပြနေပါတယ်။ပိုင်းကောင်ဟာအောင်မြင်မှုတွေငွေကြေးချမ်းသာမှုတွေဘလောက်ပဲရှိနေပါစေလူသားချင်းစာနာထောက်ထားတဲ့စိတ်အစဉ်တန်းမခွဲခြားတဲ့စိတ်ရှိရင်ဆိုတာကိုတသက်ပြလိုက်တာပါပဲ။ကြောသောနှပညာရှင်တွေငွေရလာရင်ဘဝမိတော်သက်ကြတဲ့သူတွေရှိပါတယ်။ဒါပေမဲ့ပိုင်းကုံကတော့အခြေခံလူဒန်းစားတွေပေါ်မှာလေးစားမှုရှိကြောင်းပြသခဲ့ပါတယ်။ လူဟာလူပါပဲဆိုတဲ့အသည့်တရားနဲ့ဆက်ဆံတတ်တဲ့သူရဲ့ပုံရိပ်ကရုပ်ရည်ချုံမောတာထပ်ပိုပြီးလှပနေပါဗျ။ ဒါကြောင့်လေကောတောင်ကပရိသတ်တွေတင်မကပဲတနိုင်ငံလုံးကပရိသတ်တွေကပါပန်ဒီကွန်ရဲ့ဒီစိတ်ချားလေးကိုဝိုင်းဝန်းပြီးတော့အခြေကျူးနေကြတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောအစင်တန်းမခွဲကြပဲပရိသတ်ကိုဒန်းတူဆက်ဆံတတ်တယ်။ပန်ဒီကွန်ရဲ့ဒီလိုရဲ့ပုံမှာဘလို့မျိုးမြင်မိပါသလဲ။မိမိတို့ရဲ့သဘောထားအမြင်လေးတွေကိုလည်းမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါဦးနော်။ကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။